စားပြီးချစ်မြတ်နိုးသူများအားလုံးပဲမင်္ဂလာပါရှင်ကျမကနှင်းစီပါကျမဒီကနေ့ဖတ်ပြပေးမယ့်ဝိထုလေးကတော့ဆရာညီပူလေးရေးသားထားသောဂောဝိန်တခြင်းဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ရှင်ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပေးရစီဂောဝိန်တခြင်းကောဝင်စိတ်ကိုဆင်းပြီးအဝိတ်တွေမလျှော်ခင်မခင်တောင်းကထမင်းအိုတလုံးအရင်တဲခဲ့တယ်။ဟင်းကိုတော့သူ့ယောက်ျားရေစီတိုက်ပြီးလို့ပြန်မှရတဲ့ပတ်စံနဲ့ကြည်ပြီးစီစဉ်နေ ကိုစန်းတွင်ပြန်လာတော့နေမြင့်နေရင်တော့နဘေးအင်ကလှဲ့တဲ့အခါလှဲ့တယ်။နဘေးအင်ကအခက်အခဲရှိရင်လည်းကိုကလှဲ့ပေါ့။နှစ်အင်စလုံးအစင်မပြေတဲ့အခါဒီပြင်အစင်ပြေမဲ့အင်ကလှဲ့ကြပဲ့ကြပြန်ရော။သူကအဝတ်ဖို့ကိုစန်းတွင်က ရေစီတိုက်ကလေးနှစ်ယောက်ရှိတဲ့သူတို့မိသားစုကငွေကြီးမပြေလဲရင်ကက်လျက်အင်က ကလေးတယောက်ခွဲနဲ့အဝတ်ဖို့တမမဆန်းမီကပိုးမပြေလဲပဲနေတော့မပေါ့။ ဘဝသူအဝိဖုတ်တဲ့အချင်းချင်းအခက်အခဲရှိနေပြန်ရင်တပြင်းအရက်သွားပြီးလှဲ့ချေးကြရတယ်မနေ့ကအကြီးကောင်ဖိုးလာမင်းကိုထင်းအဝယ်လွတ်လိုက်တော့ဝယ်နေကြဆိုင်ကထင်းပြန်နေလို့ဟိုးကတ်တဲတဲ့အထိသွားဝယ်ရတဲ့တဲ့ထင်းရောက်တဲ့အင်းကလည်းအနှုတ်အန်းစရာမရှိလို့အနှုတ်လဲတာစောင့်နေရပြန်ရောဖိုးလာမင်းလာတော့နေရနည်းနည်းမြင့်နေပြီဒီနေ့ကိုစန်းတွေကရေစီပို့နေကြဖောက်တဲ့အိမ်တွေအပြင်ဥစိန်တော်တို့တိုက်ကစွန့်ကြွေးရှိလို့တဲ့ ရေငါးစီမှားထားတာမှုသူ့ပြန်အလာကိုမျောနေမိတယ်။ကိုစန်းတွင်အပြန်အခြေနေကောင်းရင်ထမုံအုပ်တဲပြီးဟင်းအုပ်ပါဆက်တဲလိုက်ခြင်းနဲ့လူလဲတသားထင်းကုန်လဲတသားမဲ့နီးလေ။သူတို့သားအဖကိုစောင်းရင်းနေတောင်အတော်မြင့်လားပေါ့။မခင်တောင်းရဲ့အဖော်တချို့တောင်ရေစိတ်ကပြန်လာကြပေါ့။တနင်းငယ်တွေလိုဥပုံလိုဒီလိုနှိမျိုးတွေတော့ရေစိတ်ရောက်လာနောက်ကျရင်အဝေးဖို့ဖို့အစင်းမပြေခြင်းတော့ဘူး။ မြို့ထဲကမိသားစုတွေခေါဝင်စိတ်ကိုလာပြီးရေချိုးကြအဝိလျှော်ကြတယ်လေရေစိတ်ကစီကားရှုပ်ထွေးနေတတ်တယ်တာယိုးမျက်နှာပြင်ပေါ်မှာအဝိလှမ်းစရာနေရာမရှိတော့ဘူးအခုအချိန်လောက်ဆိုရင်အင်္ဂရီတာယိုးဟာ တက်တန့်ရောင်တာယိုးဖြစ်နေလောက်ပြီဒီလိုစီကားရင်အဝိချင်းမှားမှာဆိုရတယ်မခင်တောင်းလို့လို့မပြောင်မယောင်လူတွေကိုမရှိခိုးလို့မျက်လုံးနဲ့လှန့်ကြည့်တတ်ကြတယ်အင်္ဂရီတာယိုးကလည်းမမတ်ကြီးမှုနေမြင့်နေလှမ်းစရာမရှိလေး အထက်တိုးလှန့်လေးအန်ဒီရကြီးလေးပဲအလှမ်းမတော်ရင် ချောကြတတ်တယ်လေသူများတွေလှန့်ထားတဲ့အဝတ်တွေကိုမနှင်းမိအောင်ရှောင်ခွင်းပြီးတော့မတ်တဲ့တာယိုးပေါ်တက်ရတာ ကိုကမလွယ်ဘူးရှောစရာတွေလည်းများပါရဲ့ပင်မရင်ပင်မပါစီတော့ဒီနေ့တော့ရေးစိတ်မစင်းကျင်တော့မနဲ့ပြန်မှပဲစုပြီးရှော်တော့မယ်လို့အောက်မိတယ်ပြီးတော့အငဲကောင်ကိုနွေးနေတာနှစ်ရက်ရှိပြီနာကြီးတွှဲွှဲနဲ့ကလေးဆိုတော့လည်းဘာမှမပြောတတ်ဘူး တီတဲ့အီးနေတာကိုမခင်တောင်စိတ်မကောင်းဖြစ်မိတယ်။ဒီကောင်ကဗိုက်ခွဲမွေးထားရတာမို့အကြီးကောင်ထဲတန်ရောစင်ပုံမိတယ်။ငွေခဲကလေးမဟုတ်လား။ဒီကောင်တခါပြရင်၃ရက်၄ရက်ကြာတတ်တယ်။တခါတလေတော့လည်း9ရက်10ရက်သူ့ဘော်ဒီအိတ်ထဲကကြက်တန်အနွမ်းလေးတွေဟာဆရာဝန်ရဲ့ပက်ဆက်အိတ်ထဲကိုဘယ်နှခါချီတက်ကြမယ်မသိ။ဒါကြောင့်ကလေးဖျားမယ်အစာလူကြီးဖျားလိုက်ခြင်းသေးရဲ့။ လူကြီးကတော်ရုံတိုင်ရုံဆိုရင်အခိုးပွင့်စီကိုရင်နှွေးပူပူနဲ့တောက်ပြီးစောင်းချုံချွေးအောင်းလိုက်ရင်တက်တာသွားတာဒါပေမဲ့ဘသူမှမဖျားတာအကောင်းဆုံးဘသူဖျားလို့နာလို့မှမတက်တာတဲ့မိသားစု ကိုစန်းလွင်အစင်ပြေးလာခဲ့ရင်စီကလေးပြားကလေးနဲ့မိသားစုထမင်းဝိုင်းဖွဲ့ကျင်သေးတယ်ဖိုးလာမင်းကကြက်ဥနဲ့ပန်းမုံလာကျော်ဟင်းကိုပူစားနေတာကြားလှပြီးဒီဟင်းကိုသူတို့သားဖက်ကတိတ်ကြိုက်ကြတဲ့ဒီနေ့ရေစိတ်မစင်းပြစ်တာခက်ကောင်းကောင်းလို့မခင်တောင်နောက်မှတွေးမိတယ် ိုစန်းလွင်ရဲ့မိတ်ဆွေပကြီးစရာကိုညင်ညီကကြော်ညာပိတ်စာတစားလျှော်ဖို့လာအပ်တယ်။ရှင့်ပိတ်စာကဘယ်တော့လိုချင်တာလဲ။ညံမြန်ရနေကောင်းနေဖို့မမတောင်းရဲ့။တဲ့အရေးကြီးရင်တော့မနေ့ကညနေယူလိုက်လေဒါမျိုးဆိုတာအချင်းယူပြီးရှောမှဖြူတာဖိနှဲကောင်မှယူပါလားဖြူကျင်တာပါပဲအမရဲ့ဖိနှဲကလည်းမိပါတယ်မိမှုသာပြန့်နေတဲ့တော့ပြန့်အောင်တိုက်ထားပေးပါဗျာအေးအေးဖိနှဲကညနေလာယူ ပကြီးဆရာသူ့စပင်းစုံကလေးကိုတွန့်ပြီးထွက်သွားတော့မှမခင်တောင်းကဘာយ៉ាងတွေနဲ့ရေးထားတဲ့ပိတ်စာပါလဲလို့ကြော်ညာသားကိုဖြန့်ကြည့်မိတယ်။ခါရင်တော့ကိုညင်ကြီးစီကဆေးကြော်ညာပိတ်စာတွေဘေးရင်လက္ခဏာပိတ်စာတွေခဏခဏလာအပ်နေကြမဟုတ်လား။မခင်တောင်းအမလေးတားလိုက်မိတယ်။ရင်းတွေတောင်ဖိုးသွားရပါလား။လှလိုက်တာလွန်ပါရော။ကြက်တည်ရှိလိုက်တဲ့မျက်နှာကလေးပိတ်စာဝော်ကအယုတ်ကိုကြည်ရင်မခင်တောင်းမျက်တောင်ခတ်ဖို့မေ့နေတယ်လေ။ ကိုညင်ညီပကြီးတလောက်ဆွဲတဲ့ရေးတံမှန်သူအစကမသိတကယ်လူအတိုင်းပဲတူလိုက်တာတူလိုက်တာတထေရတယ်ပဲအသက်ဝင်လိုက်တာနော်မိမူအိုးထဲမှာမိမရှိလို့ပေါ့နို့မို့ရင်ခေါင်ရိုးကျိုးကလေးတွေကိုမိဘူးနဲ့လိုက်ဖိပါသေးရဲ့ရှောစရာအထင်မဟုတ်ပဲအိမ်မှာအလှချိဖို့လက်ဆောင်ပေးတဲ့ပကြီးကားကြီးပဲဖြစ်လိုက်ပါတော့လို့အောက်မေ့တယ်ပတ်စံရှိရင်ဒီကြော်ညာပိတ်စာကိုဝယ်ထားလိုက်ခြင်းသေးတယ် မခင်တောင်စိတ်ကူးရင်တို့သာရင်းနေတာပါတကယ်လို့ကိုညင်းကြီးကအလကားပေးတောင်ဒီလောက်ကြီးတဲ့ပိတ်စာကိုချိတ်ဖို့သူတို့အိမ်မှာနေရာမရှိပါဘူးဘလောက်ကြာအောင်ငြိနေမိတယ်မသိထမင်းအိုးတူးနံကလေးရာမှမိဖို့ပဲအပြေးသွားပြီးထမင်းအိုးကိုချလိုက်ရတယ်အောက်ပိုင်းနဲ့နဲ့ကတ်သွားတယ်ကိုစန်းလွင်နဲ့ကလေးနှစ်ယောက်ကသာအဝကျွေးလိုက်မယ်ကို့အပြစ်နဲ့ကိုမှုဂျိုးကတ်တဲ့ထမင်းကိုပဲဟင်းရင်နဲ့နှုတ်ပြီးဖဲ့ရွက်စားတော့မယ်ဒီနေ့အဖို့တော့ ထမင်းမဝနဲ့အရင်မကြီးထမင်းလဲသိမ့်မစားရင်ပြည့်နေသလိုပဲကိုစန်းတွင်ပြန်လာရင်ရင်နှီးတောက်ရအောင်ရင်နှီးတို့အိုတဲထားပြီးတော့မခင်တောင်ကြောညာပိတ်စာကိုအားရအောင်ကြည့်မလို့ရေစီလဲတန်ကြတာနဲ့ကဗျာကရာသိမ့်လိုက်ရတယ်အပြင်းပဲလှန့်ကြည့်လိုက်တော့သူ့ယောက်ျားရဲ့ရေစီလဲမဟုတ်တာနဲ့ပိတ်စာကိုတည်တည်ချာချာပြန်ဖြန့်ပြီးအားရအောင်ငေးနေလိုက်တယ်ပြီးတော့မှကြကြနန်းနာခောက်လိုက်တယ် ဒီလိုခောက်နေတော့အိမ်ရှိမှာကစားနေတဲ့ဖိုးလာမင်းကိုသူ့အဖေကစနေနောက်နေတန်ကြားလိုက်ရတယ်။ဒီလိုစနေလို့လဲကြော်ညာပိတ်စာကိုအဝေဟောင်းပုံအောင်တင်းလိုက်ချင်းရသွားတာပေါ့။ဒီအကြောင်းသူသိသွားရင်ဘာပြောမယ်မသိ။စဲမလားအပြော်မက်တယ်ပဲစူမလားယူးယူးနိုင်လို့နဲ့လို့ပဲတယောနေမလားမသိ။ तू မသိတာကောင်းနေလို့မကင်တောင်းထင်မိသည်။ဒီမနေ့ရေပနေစီတိုက်ခဲ့ရတယ်လေတော့။ဥစိန်တောင်းတို့တိုက်ကြပါဆိုရင်စဲစီကွာ။ အလဲဟန်ကြတာပဲကျုပ်ကရှင်တို့သားဖာကြိုက်တယ်ပန်းမုံလာကြော်မလို့ရှင်ပြန်းအလာစောင့်နေတာပြီးစမအောင်ဈေးဖို့ကျုပ်ဈေးပြေးလိုက်အောင်မယ်ဥစိန်တောင်းတို့ကငါးစီကိုညက်နေမှယူတဲ့အခုငါးစီကိုအရင်ယူနှင့်နေကွာဟွန်းဒီလူကြီးကဒါမျိုးကြီးပဲစွန့်တော့ခဏခဏကြွေးပါရေစီဖို့ကြနေ့ရွှေညရွှေနဲ့ဖောက်တယ်မပြစ်အောင်လို့သာတီးခန့်နေရတာမခင်တောင်းကမချင်မင်းရဲ့နှင်းစစ်ပြောပြန်သည် ကျုပ်ကလည်းတခါတနေထမင်းမိမိစားအောင်တော်ပြန်းအလာစောင့်နေတာပြီးတော့ဘိုင်လေးနဲ့နဲ့နားနေလို့ရေစိတ်မစင်းတော့ဘူးကိုစန်းတွင်ဟာမခင်တောင်းစီကမမျော်လင့်တဲ့စကားကြောင့်အံ့ဩသွားတယ်မင်းဘိုင်ကဘလို့ဖြစ်ပြီးနားရတာလဲကွာရိုးရိုးမှဟုတ်ရလားကွာအမတေနာရဲ့ရိုးရိုးပါတော့မနေ့ကမိစန်းအဝိတွေကူလျှော်လိုက်တာရေစိတ်မှနည်းနည်းကြာသွားလို့ထင်တာပဲသိပါဘူးကွာငါကနောက်တယောက်များလားလို့ ။နောက်မရောက်ချင်တော့ပါဘူး။တော်ကြီးကိုဟိုဟာလုံပါဆိုတော့တော်ကကြောက်နေလို့သား။မကြောက်ပါဘူးမိမယာ။တရားစစ်လို့မရလို့ပါ။ပြီးတော့အဲ့ဒါလှုပ်ပြီးအလေးပင်မဆွဲရဘူးတဲ့။အနားယူအောင်ပါ။အဲ့ဒါလှုပ်လိုက်ရင်အဲ့ဒီနားတဲ့ရက်တွေကိုဘာနဲ့သွားစားကြမလဲ။ငွေ150ကျပ်ချေးရတဲ့အပြင်ကိုစန်းတွင်နားနေတဲ့ရက်တွေအတွက်ကုန်ကြမဲ့စားစိတ်ကိုတွက်မိသည်မျှထဲ့ပောင်းရင်းမခင်တောင်းခေါင်းခါနေမိသည် ကိုစန်းလွင်ရဲ့အကြောင်းပြချက်ကလည်းခိုင်းလုံနေပြန်တော့မခင်တောင်ဘာမှပြန်မပြောတာဘူးဂောဝင်စိန်နာနီးလို့ကရိုတွေမော်တော်တွေကဟွန်းတဘောပေါ်တုတ်တာကြောင့်အိတ်ကောင်းချင်းမအိတ်ရခဏခဏနိုးတာကြောင့်ကလေးတွေဒီလိုများလာတာလို့သားသမီးများရတဲ့အကြောင်းကိုရှက်ကိုရှက်ကန်းနဲ့ရင်မောပြောတတ်တဲ့ကိုကြီးမောင်တို့လင်မယားကိုစိတ်ကူးထဲမှာမြင်နေမိတယ်။ခါတိုင်းညဆိုရင်မခင်တောင်လေကိုစန်းလွင်လိုပါပဲ။ ခေါင်းချလိုက်ရင်အိပ်ပြောသွားတာဒီညတော့မခင်တောင်းဟိုဘက်လှိမ့်လိုက် တွေးလိုက်ဒီဘက်လှိမ့်လိုက်စိတ်ကူးလိုက်နဲ့ပြီးတော့ကိုအတွင်းနဲ့ကိုကျင်းနဲ့နေမိတယ်အိမ်မဲဆိုတာကိုမက်ချင်တဲ့အတိုင်းမက်လို့ရရင်တိတ်ကောင်းမှာပဲလို့လဲတစ်ဆက်တည်းတွေးနေမိတယ်ကိုစန်းတွင်နဲ့ဖိုးလာမင်းတို့ညီအကိုကတော့အိမ်မောကြာနေကြပြီအငင်းကောင်းရဲ့သွားကြည့်တန်းကပိုးကျနေတဲ့ယောက် သူကတော့မိုးဆင်ဆင်နင်းပြီးမနဲ့ပြန်ရောက်ချင်လာပြီညာဦးကတလိန်နဲ့လှိမ့်နေမိတာဘယ်အချိန်ကြမှမိကနေအိပ်ပြောသွားလိုက်တယ်မသိသူနိုးတော့ကိုစန်းတွင် အနာမှမရှိတော့ဘူးဘယ်ညာရမ်းပြီးရိမ့်ကနေတဲ့ရေစီဘင်းရဘင်းရတွေပဲအိမ်ရှိမှကြံရစ်ခဲ့တယ်ထရန်ပေါက်တွေကြားကိုစွတ်တိုးနေတဲ့ရွှေရောင်ကြီးတန်းကလေးတွေဟာအိမ်ထဲမှာနေရအတော်ယူပြီးနေကြပြီသူသားနှစ်ယောက်ကတော့ ရွှေပန်းကလေးတွေမိုးဝထောင်းလို့အိတ်ကောင်းနေကြတော့ငယ်ကောင်းကအပူကြစာပြုတ်နေပြီဒါပေမဲ့ဆရာဝန်ကဒီညက်နေလာပြကိုခေါ်ထားသေးတယ်ညက်နာကိုအ мян သေးပြီးဖောက်တယ်တွေအိမ်ဘက်တစ်ခေါက်ရှောက်လိုက်တယ်မိစန်းကြီးအိမ်ဘက်နားဆွင့်လိုက်ပါဦးလို့လဲတပေးအိမ်ကိုအက်ခေရသေးတယ်ဒီမနေ့လဲလျှော်ဖို့အဝတ်တွေတော်တော်များများရလိုက်ပါတယ်မနေ့ကအက်ထယ်တွေလဲညက်နေဆက်ဆက်လာပြီးမယ်လို့ဂရိပြီးပြီး အိမ်ကိုခက်သက်သက်ရှောက်ပြန်လာခဲ့တယ်။အိမ်ရောက်တော့ဖူလာမင်းတို့ညီအကိုဖုန်ထဲမှာ ကစားနေကြပြီ။ထမင်းအိုးကိုကြိုက်ကြိုက်တဲပြီးသားနှစ်ယောက်ကို မျက်နှာတစ်ဖို့ဩခေါ်လိုက်တယ်။ဖူလာမင်းရဲ့မျက်နှာကိုညှိထီထီမျက်နှာသုံးပွားနဲ့အသေးအချာတုပ်ပေးလိုက်ပြီးပုံပြားတဲ့နှစ်ချက်အဝယ်လွတ်လိုက်ရတယ်။ထမင်းအိုးမဆိုခင်ကြောညာပိတ်ဆောင်ကိုတစ်ခါထန့်ကြည့်လိုက်သေးတယ်။ကြည့်လို့မဝတဲ့ပိတ်ဆောင်ကိုရှော့ဖို့ပြည့်ရမှသူနှမျောနေမိတာပေါ့။ ပကြီးစရာကိုဖိနှွဲကနောက်တရဲမှမချင်းနိုင်မိဘူးလို့လည်းနောင်တရနေမိတယ်။ထမင်းကျက်တော့ထမင်းအိုးကိုချထားနှက်ထားပြီးရင်းနှွေးအိုးတက်တယ်။ဒီအတွင်းထဲမှာရင်းနှွေးအိုးမစုခင်တနခါခဲကိုကြောက်ပြင်းပေါ်မှာနာနာဖိသွေးလိုက်တာအရက်ထဲလဲရောက်တဲ့တနခါခဲဟာမူဝေးသွားရှာတယ်။တနခါခဲကထွက်လာတဲ့တနခါခက်ပြစ်ပြစ်ဟာကြောက်ပြင်းကိုတဝက်သိမ့်ပိုက်ထားပါပြီ။တနခါကိုဘလောက်ထူအောင်လင်းပြင်မဲ့လဲမခင်တော့ရဲ့တနခါမနှက်တဲ့နေရာတွေဟာ ်နေစားလို့အယောင်ပြောင်းနေကြတယ်။ကြောညာပိတ်စတဲ့ကိုနှစ်ရက်စာအဝတ်တွေကုံသိမ့်ကြုံထည့်လိုက်တယ်။ဒီလိုထည့်ရင်သူနဲ့တော်မဲ့မင်းမဝင်လက်ရှိအင်ကြီးကိုရွေးပြီးအထယ်တွေရဲ့အပေါ်ရန်ထားပြီးတော့အထုပ်ကိုကြကြနက်နက်ထုတ်လိုက်တယ်။မင်းမဝင်အင်ကြီးလက်ရှိမပါတဲ့အခါလဲရှိုက်အင်ကြီးပေါ့။မခင်တောင်းဟာအင်ကနေရင်စိတ်ကိုဆင်းတဲ့အခါကိုယ်ပိုင်တဲ့အဝိတ်တွေကအယောင်ရှိတာနေလှမယ်ထင်တာနေဝိတ်ပြီးသွားနေကြ ရေစိမ့်ရောက်တော့မှရှော်မဲအထဲကဖယ်ထားတဲ့အင်ဂျင်နဲ့ထမင်းကိုလဲဝင်ပြီးအဝတ်တွေကိုဖုတ်တယ်။ဒါမှလည်းကိုဝတ်လာတဲ့အဝတ်နေစားတက်တာမင်းမဟုတ်လား။ခဏခဏလည်းမလျှော်ရတော့ဘူး။ကိုဝတ်ထားတဲ့အက်ထည်အဝတ်ကိုတော့နောက်ဆုံးမှပဲလျှော်လိုက်တယ်။ဒီလိုနဲ့မခင်တော်မဝတ်ဖူးတဲ့အစင်မဝတ်ဖူးတဲ့အမျိုးမရှိသလောက်ပါပဲ။ဖူလာမင်းပြန်လာတော့သူတို့ညီအကိုနှစ်ယောက်မုံပြားတဲ့တဲ့တစ်ချက်ကိုတဝက်စီဖဲ့ပေးလိုက်တယ်။သူတို့မုံပြားတဲ့တဲ့တစ်ချက်လုံးစားထားမှ နှစ်ရက်စာအဝတ်တွေလျှော့နိုင်မယ်လေ။ဥမာတဲကတင်းနေဖို့လိုတယ်မဟုတ်လား။အငယ်ကောင်ရဲ့နှာခေါင်းကယိုစီးနေတဲ့နှက်တွေကိုတုတ်ပေးလိုက်ရတယ်။နှုတ်မွင်ဒီကလေးဟာမုံပြတဲ့လေအချိုရဲ့အရာသာကိုရှာဝေါ်မှာတင်လိုက်ရမယ်မဟုတ်ဘူး။သူကိုယ်တိုင်ကတော့မုံပြတဲ့တခုကိုကိုယ်အောင်မစားနိုင်ဘူး။စိတ်ဆော့နေတယ်။ရင်စိတ်မှာရောက်နေနေမဲ့ဖို့ဖို့ဖို့ဖက်ညွန့်ခင်မမိစန်းနှက်လာသိန်းတို့အေးတင်တို့စီကိုစိတ်ကရောက်နေတယ်။ သူစားလို့မကုန်တဲ့မုံပြားတဲ့စားလက်စားအကြံကိုစက်ကူနဲ့ဖုံးထားခဲ့တယ်။ဖိုးလာမင်းမဝသိရင်ယူစားလို့လည်းမှားခဲ့တယ်။ညီလေးတော့မကျွေးနဲ့တော့ရင်ပြည့်နေနေမယ်။အပြင်ထွက်မစော့ကြဘူးလဲမှားပစ်ခဲ့ရတယ်။အဝိထုကိုခေါင်းပေါ်ရွေးပြီးမခင်တောင်းဂေါ်ဝင်စီကိုရှောက်လာခဲ့တယ်။လက်တစ်ဖက်ကတော့အိမ်သုံးစီးပုံအဟောင်းကိုဆွဲလာခဲ့တယ်။ပုံငုံထဲမှာဆက်ပြားရဲ၊လက်ရိုက်တို့ရဲ၊ခရမ်းရောင်ပလတ်စတစ်အမွှေးတို့ဘရက်တစ်ခုရဲပါလာတယ်။ မျက်စိကိုဆင်းလာရင်ကကိုပီတီနဲ့ကိုကိုအတွေးနဲ့ကိုတွေးပြီးပြုံးလာမိလို့ဒေါ်ကြီးဒေါ်အေးတင်ကတောင်းကောင်မဘာဖြစ်လာသတုံးနဲ့မခင်တောင်းရေပဲရဲနေလိုက်ပါလေကြီးတော်အေးတင်ရဲ့မျက်လုံးကခေါင်းပေါ်ကအဝိထုံစီရောက်သွားတာနဲ့တွေ့လိုက်တယ်။ညောင်သုံးမင်းစိတ် ရောက်တော့မှအိမ်မှာဖက်နဲ့မချွတ်ခဲ့တဲ့မိပြီးရေစိတ်ကို စီလာမိတာကိုနောင်တရရနေမိတယ်။မခင်တောင်းတို့အဖို့တော်ဖက်နဲ့ကရေစိတ်မှာအသုံးမဝင်ဘူးလေ။ အခက်မသိရင် ပြောက်နိုင်သေးရဲ့မြင့်အရာဟာစီးတယ်ဆိုုံနဲ့အတန်တိတ်စီးဆင်းနေတယ်လေကတဖြူးဖြူးမှုအစိမ့်ရင်ဝင့်ညောင်ရွက်အဖျားတွေဟာတန်လေးအိမ်မြောင်လိုမြောက်အရက်ကိုညှိုးနေကြပြီရေစိတ်မှလည်းအဝိဖို့ပေါ်လျှော်ဖက်တွေစုံသလောက်ရှိနေပါပြီကြောက်တုံးပေါ်တင်ပြီးအဝိကိုစောင့်တန်းလက်ရိုက်ဒုတ်တန်းနဲ့အဝိကိုရိုက်တန်းတွေအမွှေးတို့ဘရက်ရဲ့တေးဆိုတန်းတွေဟာ ဂောဝင်ရဲ့နက်နဲ့ချင်းကလေးတန်တာတွေပါပဲပုံနှပြန်ဂရုကတော့တဘောဘောတန်ပြီးရင်ရင်းနေနေတဲ့အရာဝီထဲမှာရွှေလျားကိုကြိုးစားနေတယ်ရင်းနေနေပြီးမှမက်လာတဲ့အင်္ဂလိပ်လေက38ထစ်စလုံးနဲ့ရင်းငတ်နေကြနေရဲ့မိလုံးကသူ့လျှော်ပြီးအဝတ်တွေကိုသူများတဲ့ဥအောင်ဂရုချီတဲ့ကြိုးတင်းမောချီတဲ့အုံးစံကြိုးအတုတ်ကြီးတွေပေါ်မှာလှန့်ထားတယ် ်ဖုံအပေးသက်တာတဲ့အဝတ်လှန်နေပေါ့အင်္ဂရီတာယုဘော်လှမ်းကြတဲ့အဝတ်တွေလိုရုတ်တဲ့အခါအားနဲ့ခါစရာမလိုတော့ဘူးပေါ့မြစ်လေကောင်ကတန်ဖိုကျွန်းရဲ့တောင်ဖြားမှာတော့ပြောင်ခင်းဖရဲခင်းမြေဖဲခင်းတွေဟာ နုံတင်မြင်းနုစီကို အရသာရှိရှိစားတောက်နေကြတယ်ပြောင်ခင်းကလည်းသူ့ရဲ့အမြစင်းရောင်တကွန်ကိုတလူလူလွှင့်နေသလိုဖရဲခင်းကလည်းအစင်းရင်ရောင်ကော်စောကိုတမျောတခေါ်ကြီးဖြန့်ထားလိုက်တယ် ။ညောင်မင်းသားရွာသားတစုကတော့ညတစင်းနဲ့မန္တလေးကိုကူးလာနေကြရဲ့။မင်းဝင်တောင်နှန်းစီကတော့ခက်လန့်လန့်မှာအချိုက်အဝမ်းအမှု အမောက်တွေနဲ့နီးပြာရောင်ဝတ်စုံကိုစင်မြန်းရင်ဧကစားရင်းကျင့်နေနေတယ်။ညောင်သုံးမြင်ချီရင်မှာအဝတ်ထုတ်ကိုခြားထားပြီးလေကားမက်မက်အတိုင်းအောက်ကို မခင်တောင်းခတ်တုတ်တုတ်ဆင်လာတယ်။လေကားရင်မှာအဝိရှုံနေတဲ့မတ်ဖီကို သူ့အဝိထုတ်ကိုပူဖမ်းမှုပြောပြီ လေကားကိုအပြေးပြန်တက်သွားလိုက်တယ်။မကင်တောင်ရဲ့တုတ်သီးတုတ်ပြားအပြုတ်မှုကိုအဝိဖုတ်ဖက်တွေကနားမလဲတဲ့အချိန်နဲ့ကြည်နေကြတယ်။လေကားထိတ်ကအဝိထုတ်ကြီးကိုကြီးပြီးခင်တောင်ပွားပေါက်တိုးလာပြန်ပြီထင်နေလို့တွေးတဲ့သူကတွေးကြတယ်။နေပြီးတယ်တွေရှော်ဖို့ရလာပြန်ပြီလို့ထင်နေသူကထင်ကြတဲ့ပေါ့။နေနေစောသေးတော့လေကားတင်မှာအဝင်ဖလန်းကြသေးဘူးမကင်တောင်တွန့်ချလိုက်လို့ မတ်တဲ့လှေကားအတိုင်းခုံပေါက်ဆင်းလာတဲ့အဝတ်ထုတ်ကိုအဝတ်ဖို့သမားတွေစူးစမ်းတဲ့အကြည့်နဲ့ကြည့်နေကြတယ်။အောက်ရောက်လို့အထုတ်ဖြေလိုက်တော့သူတို့ထင်တယ်လို့လေဘေးအထဲတွေမဟုတ်ဘူး။ခါတိုင်းလိုချင်းနှောင်းတွေအဲ့ရခင်းတွေစောင်းတွေနဲ့အဝတ်စားတွေပါပဲ။ခါတိုင်းတော့ဒီလိုအဝတ်တွေများရင်နှစ်ထုတ်ခွဲထုတ်နေကြ။ဒီနေ့မှတထိုးထွဲထုတ်လာတာထူးဆန်းနေလို့အဝတ်တွေထုတ်လာတဲ့ပိတ်စာကိုစိတ်ဝင်စားကြပြန်ရော။လှလှသိန်းကလက်ရိုက်တို့ကိုချက် မြုတ်ခင်မကကြောက်တုံးနဲ့ရိုက်ဖို့တားရက်ပြီးအညောင်းဆန်ရင်မခင်တောင်ပဲလှမ်းကြည့်နေကြတယ်။ပျော်ညာပိစာကိုတထောင်စီဆွဲဖြန်ပြီးအဝတ်ဟောင်းတွေကို ပစိုးကတပုံး၊ဗော်ဒီကတစု ဆောင်းကတီချာခွဲထားလိုက်တော့ကျော်ညာပိစာဘောကအယုတ်ကတပြေးပြေးပေါ်လာတယ်။ချင်းဝိုင်းမှာတက်ညီလက်ညီနဲ့ခစ်ဆန်းချင်းပေါက်တွေခက်ကစားနေတော့ချင်းလုံးဘေးထွက်သွားရင်ချင်းသမားတွေကပြိတက်ပါဝိုင်းအော်ကြတဲ့ဟဲ မျိုးရေစိတ်မှာလွှမ်းသွားတာပေါ့ဇမင်းသားကလေးအချိုးအလှကလေးလေပင်းမှာစပယ်ပန်းကုန်းတုတ်တုတ်တကုန်းဆွတ်ထားပြီးခေါင်းပေါင်းစာမှာရွှေကြီးငွေကြီးတလက်လက်နဲ့တတက်ကလေးပေါ်ယုံပြုံးနေတဲ့ကိုယ်တပိုင်းပုံလေပင်းမှာပလဲပရီသုံးကုန်းရစ်ထားတယ်မြို့တော်စင်ကြီးအောင်ပုံတော်လို့အတန်ပြုတ်လိုက်ခါရှိသေးတယ် အနိအနာမှာရှိတဲ့အရွယ်လွန်သားတယ်မအေအပြူအပြူဟိုင်းတခုလက်အဝိဖုတမတွေမခင်တောင်းရဲ့အဘူးပုံကြီးရှိရာကို စုပြုံးရောက်လာကြတယ်စတီဝင်းစန်းဝင်းရှမ်းဝိုင်းပေပုတ်တန်းရုံသာလှဲတန်းညောင်ကုန်းလှဲတန်းလန်ဒန်ဝင်းပတ်တာမင်းတုံးတို့ရက်တွေမှာတော့ဖျားပွဲဓမာယုံပွဲဆိုရင်သူမပိုင်မပြီးတဲ့စင်ကြီးအောင်ပေါ့နန်းအောင်မြေဓမာယုံပွဲမှာဒီမင်းသားကြီးနှစ်စဉ်သုံးနှစ်ဆက်ခါရတဲ့မင်းသား ဥပေစီဖျားဝဲမှာနှစ်ညကပြသုံးတော်ခန္ဓာကိုပရိသတ်ကအမေရလို့ဒေါ်တော်မတ်မှနှစ်မနီးလို့အလူကြတညတို့ကိုကပြရတဲ့မင်းသားသူတို့ချစ်တဲ့သူတို့သဘောကြတဲ့ပွဲကွင်ကြီးမလွတ်တန်းကြည့်ခဲ့ရတဲ့မင်းသားချောရဲ့ပုံဟာနေစားသွားလို့စိတ်အောင်လွင့်ပြဲ့ပြဲသွားပြီမင်းသူတို့မျက်စီထဲမှာတော့လှပတစ်လွင် တောက်ကြွားနေတော့မယ်ပကြီးဆရာကပိုစတာဆေးတွေကို ပုတ်တက်ပြီးရေးထားတာမှမင်းသားရဲ့ပါဟာမို့ပြီးလုံကြွားနေပါတယ် ဆုံတန်နဲ့တည်တည်ချာချာမှုန့်ထားတာမှုနာတိုင်းကလေးကစင်းရင်နေပြီးအပြင်မှာထည့်ပိုချောနေတယ်လို့ထင်ကြတယ်။တချို့ကလည်းဇက်စင်ပေါ်မှာပိုလှတဲ့။အောက်ပိုင်းကရေးထားတဲ့ဆက်လုံးအဝိုင်းတွေကတော့အနုမြူရောင်တွေနဲ့မှုတစ်လွင်နေတော့ပကြီးကိုညီညီကမြင့်ဝန်းရဲ့အလဲတဲ့တယ်မှာမျက်စိကိုရေးထားတော့ဝိုင်းကြည့်နေကြတဲ့ပြိတ္တကိုဖန်ဆားမိနေတာပေါ့။ဘယ်နေရာဘယ်တောင်းကကြည့်ကြည့်မင်းသားနဲ့အကြည့်ချင်းစုံနေတယ်လို့ပဲ။ စိန်ကြီးအောင်ရဲ့မျက်လုံးဟာအဝိဖုတ္တမရရဲ့ဝိညာဉ်ကိုဖမ်းချုပ်ထားတယ်။မင်းသားကငါကြည့်နေတာတော့ညွန့်ခင်မကအာဘာတရားပြောချလိုက်တယ်။အမငါကြည့်နေတာပါကောင်းမရဲ့လို့မတ်ဘီကချက်ချင်းကန့်ကွက်လိုက်တယ်။ပြောရမင်းငါလင်ကငါကြည့်နေတာပါဟဲလို့တယောက်ကဆိုလိုက်ပြန်တယ်။ဘိုင်းတာမှကိုကုတ်ကိုများပိုင်စိုးပိုင်နေပြောလိုက်တာလို့ခင်ညွန့်ညွန့်တန်းကပြန်ပစ်လိုက်ပြန်တယ်။ပျော်ပျော်ရွှင်ရွှင်အတန်လွင်လွင်တွေကိုဝင်စိတ်မှာဝင်းစီးနေပါတယ်။ မခင်တောင်ရဲ့ကြည်နုလေးအပြုံးရိပ်ဟပ်ပြီးမြင့်အင်ရလဲလိုက်ပြီးပြုံးနေတယ်။ဒေါမြတ်သွင်းကဒီပိဿာကိုနောက်မှရှော်ဖို့ပြောလာတယ်။အဝိဖုရင်အမောပြင်းကြည့်ချင်တဲ့။မသိနေကသူ့အဝိထုပ်ကိုကြောင်ညာပိဿာနဲ့နီးရကိုပြောင်းလာပြီ။ကြီးတော်မြတ်ကဟဲ့ခင်တောင်နေမနေညကစမ်းတွင်နေအိတ်တာလား။ဒီပိဿာဖက်အိတ်တာလားငါပြောစမ်းလို့မေးလိုက်တယ်။အိတ်တာပေါ့။အိတ်တာတော့ကိုစမ်းတွင်နေပါတော့။စိတ်ကတော့ကြီးတော်မြတ်လို့ပေါ့ဟုဖြေလိုက်ပြန်တယ်။ မင်းသားရဲ့ဖန်ဆားချက်ကြောင့်ကြီးတော်များလည်းခါတိုင်းလိုဆက်ပြာကိုမဆဲတော့ပါဘူး။မဘီတို့တွေဟင်းတော့ကထမင်းတော့ကစီကျွေးတွေထီကျွေးတွေငစိန်ကျွေးထမင်းကျွေးတွေတာအပူစားအပူတွေခဏမိသွားကြတယ်။မခင်တောင်ရဲ့အတွေ့ထဲမှာတော့ဒီပိတ်စာကိုရင်းနဲ့လျှော်ပြီးရင်ပေါင်းအိုးနဲ့ထည့်ပြုတ်ဖို့ထင်းဖို့ချွတ်ဆေးမှုန်ဖို့ဝင်ခဲအတွက်ဆေးဖို့ကိန်းငန်းတွေတန်းစီနေရာယူနေကြလေပြီ။ အထယ်တွေကအဝိတ္တဖို့ရင်ဝိဖို့တတ်တတ်ဖဲထားတဲ့ဣရှံလက်ရှိကလေးကိုမခင်တောင်းကောက်ဝဲလိုက်ပါတယ်။အသွေးကအောင်ဗလာသွေးလေ။စဆာချင်းဥစိန်တော်တို့စွန့်ကြွေတော်ကတုံးထားတဲ့လက်တုပ်ဘွားတွေရှော်မလို့ရေပုံးတစ်ဖြစ်လဲစေပုံးကုန်ကိုရေနဲ့အနှစ်လိုက်မှာနဖူးကချွေးတဲ့ဆက်အေယာဝီမြက်ထဲခုံဆင်းပြီးတပြင်းချွေးတွေနဲ့ပေါင်းသွားတယ်။အဝိဖို့သမားတွေရဲ့လက်ရိုက်တုံးနဲ့အဝိကိုရိုက်တန်း ကြောင်တုံးနဲ့အဝတ်ဆောင်တန်ဘရက်ရှ်နဲ့တိုက်တန်တွေအဝတ်ဖွက်တွေရဲ့ဝေးစီးတဲ့အတန်တွေနဲ့ပေါင်းစုထားတဲ့ဂောဝင်တခြင်းဟာနေထဲမှာပြန့်လွင့်နေစဉ်အေယာဝရီကတော့တူတူတိတ်တိတ်ကလေးစီစင်းမြဲညီပူလေးစပယ်ဖြူမကစင်းဩဂုတ်1985ဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်ရှင် ကျမဖတ်ပြပေးခဲ့သောဆရာညီပူလေးရေးသားထားသည့်ဂောဝင်တခြင်းဆိုတဲ့ဝိတ္ထုတူလေးဒီမှာတင်ပြီးဆုံးပါပြီ။ကျမနဲ့အတူအဆုံးအထိလိုက်ပါအားပေးနားဆင်ကြကြသောစာပေချစ်မြတ်မှုသူများအားလုံးလည်းဘေးကင်းလုံခြုံကြပါပါစေ။ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။